မင်္ဂလာပါမျိုးတို့ကျွန်တော်တို့ဒီနေ့တော့ 9k patch အသက်နဲ့ပတ်သက်ပြီးတော့တည်သနာလေးတွေပြောကြတာပါဗျာပြီးခဲ့တော့ကကျွန်တော် Chaos Space Sword ကမပြောလိုက်ရဘူးပေါ့နော် gameplay ကို iron site နေတော့ခါကြတော့အဲ့တော့ 9k patch အသက်မှာက rainbow content အသစ်တွေပါတယ်နောက် blessing တို့ရော revamp လုပ်ထားတယ်နောက် Chaos Spell တို့ရော revamp လုပ်ထားတယ်ပေါ့နော်ကျွန်တော်အဲ့အကြောင်းလေးတွေပြောကြစို့အဲ့တော့ပထမအဆုံး rainbow ပေါ့နော် dry decree မှာပြောင်းလဲသွားတာရှိတယ် cut မှာပြောင်းလဲသွားတာရှိတယ် pack မှာပြောင်းလဲသွားတာရှိတယ်ပေါ့နော်အရင်ဆုံး cut အကြောင်းပြောအောင်ပေါ့နော် cut မှာကျွန်တော်တို့တည်ပြီးသားဖြစ်တယ် culture အသစ်ပါလာတယ် လမ်အသက်ပါလာတယ်အော့စမိုဆစ်အသက်ပါလာတယ်ပေါ့နော်ကောချာကဘေဒင်ကပ်ဖြစ်တယ်ကိုလမ်ကထရုကပ်ဖြစ်တယ်အော့စမိုဆစ်ကတော့တုံးကပ်ဖြစ်တယ်ပေါ့နော်ကောချာကသူ level 3ကိုရောက်လို့ရှိရင် rainbow loop event ရမယ်ပေါ့နော်ကိုလမ်ကကျတော့ massive true ပေါ့နော်ကျွန်တော်ကိုလမ်ဘေးကိုကျွန်တော် chaos bay နဲ့ swap ပြပေးပြီပေါ့နော်နောက် osmosis ကတော့ target blocker ဟာတွေကို copy ကုန်ကူးတာပေါ့ stat တွေကို troop တူတဲ့နေရာသွားကူးပေးတာပေါ့နော်။ Now rare decree မှာလည်းကျွန်တော်တို့ရှိ rare decree မှာလည်းဘာတွေပါလဲဆိုတော့ diversification ဆိုတဲ့ rare decree ပါတယ်ပေါ့နော်။ဒါကလို့ king ကိုနိုင်သွားပြီဆိုရင် cut တွေကိုရတဲ့အခါမှာသူက6 cut ဖြစ်သွားတယ်။ပြီးကြလို့ရှိရင် enemy king နေရှေ့ကနေပြီးတော့အကုန်လုံးရတယ်။ တော့ဒီနိုင်ွားတဲ့ game တခုတည်းရမဟုတ်ပဲねတခြား enemy game တွေရှာကတ်တွေဟွာကွာရွေးလို့ရမယ်ပေါ့နော် oddity ဆိုတာကကြတော့ random ကတ်ရမယ် every odd year မှာ odd year ဆိုတာကမပေါ့နော်မနှစ်တိုင်းမှာ random ကတ်တကတ်အမြဲတမ်းရနိုင်မယ်ပေါ့နော်အဲ့ဒါ oddity decree ကိုယူမယ်ဆိုလို့ရှိရင်နောက် multiculturalism ကကြတော့ဗာလဲဆိုတော့တခြား game တွေရဲ့ decree နဲ့တော့ရွေးလို့ရမယ်ပေါ့နော်အဲ့တော့ riot council မှာတခြား game တွေရဲ့ decree ဟာတွေဟွာကျွန်တော်တို့ရွေးလို့ရမယ်ပေါ့နောက်တစ်ခုကတော့ park ပေါ့ pack မှာက moderate season lunatic ဆိုပြီးတော့အသက်ပါလာတယ် moderate ကကြတော့ universal pack ဖြစ်တယ်သူက level 2ဖြစ်သွားတယ်ပေါ့နော် season ကကြတော့ extra experience ပေါ့နော်နောက် lunatic ကတော့ကျွန်တော်တို့အားလုံးသိတယ်ပေါ့နော် rainbow army ရဲ့ king ကိုကျွန်တော်တို့ fight ရမယ်ပေါ့နော်ဆိုတာဒါတွေကကျွန်တော်တို့အသက်ပါလာတဲ့ဟာတွေပေါ့နောက် blessing ကိုလည်းသူတို့ refund လုပ်လိုက်တယ်ပေါ့နော်ဒါကျွန်တော် gameplay မှာလည်းနည်းနည်းလေးတော့ပြောထားတယ်ပေါ့ hegemony ကပါလဲဆိုတော့ target floor ရဲ့ cut တွေကိုကိုယ့်ရဲ့ cut ဖြစ်အောင်လုပ်ပေးတယ်ပေါ့အဲ့တော့သူပြောတဲ့နေရာမှာရှိတဲ့ troops တွေရဲ့ cut တွေကကိုရှိကိုထပ်ရောက်လာမယ်ပေါ့နော် now futurism ကကြတော့ကိုယ့်ရဲ့ဒီ target floor မှာသူပြောထားတဲ့ block မှာသူ့ရဲ့ရေအားရောက်လို့ empty ဖြစ်နေရဆိုလို့ရှိရင်သူကကိုယ့်ရဲ့ deck ကနေပြီးတော့ +1 cap ပေါင်းပေးရပေါ့နော် nostalgia ကြတော့ ဘာလို့ပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့ plot တွေအကုန်လုံး level တစ် level regress လုပ်ပေးရပေါ့ချပေးရပေါ့နော်ကိုယ့်ရဲ့ plot တွေအကုန်လုံးဆိုတော့ဒီသုံးခုထဲမှာအစ်တစ်ထဲမှာဆိုကျွန်တော်မြင်တာတော့ nostalgia ကအကောင်ဆုံးပဲလို့ကျွန်တော်ထင်တယ်ပေါ့နော်နောက် reward လောက်ထားတဲ့အပိုင်းတွေရှိတယ် reward လောက်ထားတဲ့အပိုင်းတွေကြတော့ blessing က gear တွေပို့ပြီးတော့ဆော့ဆော့ဖြစ်လာတယ်ပေါ့နော်သုံးနှစ်မြောက်မှာ blessing ပို့ဖြစ်လာတယ်နောက် prosperity က under 30 goal ဆိုလို့ရှိရင် trigger ဖြစ်တယ်နောက် baby boom က two plot effect ဖြစ်တယ် zenith က two plot effect ဖြစ်တယ်နောက် peace time ကလည်း two plot effect ပြန်တယ်ဒီလိုပုံစံမျိုးနဲ့ကျွန်တော်တို့အာအာတို့ reward ကလေးပြန်လုပ်ထားရပေါ့နော်နောက်တစ်ခုကကျတော့ Kenos Spell Revamp လုပ်ထားတယ် Kenos Spell Revamp ကကျွန်တော်တို့ Kenos Spell ဆော့တော့ကလည်းကျွန်တော်ပြောခဲ့ပြီးပြီပေါ့နော် Wizard ကိုသူတို့လုပ်ထားတယ် Enchantment ရတိုင်းမှာသူက damage buff ရတယ် Wall ကလည်းတန့်ဖြစ်သွားတယ်ပြီးကြလို့ရှိရင် Tonkat use တိုင်းမှာ သူရဲ့ HP တက်လာတယ်ပေါ့နော် Antanium ဆိုရဲ King of Spear ရဲ့ decree အကြတော့သူက nine enchantment ကို randomly free ပေးရပါနော် King of Spear ကများသောအားဖြင့် enchantment ပေါ်မှာအာကိုပြီးတော့ဆော့ကြရတာဟုတ်အဲ့တော့ enchantment ကိုတော်တော်လေးကောင်းအောင်လုပ်ပေးထားတဲ့ပုံစံမျိုးပေါ့ဒီ decree ကိုယူလိုက်လို့ရှိရင်သူက enchantment တွေရတယ်ကိုကိုရဲ့အကောင့်တွေကို buff လို့ရတာပေါ့နော်ဒီလိုပုံစံမျိုးရှိနောက်တစ်ခုကကြတော့ static static ကတော့လုံးဝကို revamp လုပ်ထားတယ်သူကတခါ stack လောက်တိုင်းမှာ +1 chain ပေါင်းတယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ဗာလဲဆိုတော့ um quest mode ပေါ့ so quest mode ကတော့တို့အသေးစားဘာမှအတီးလေးမပြောသေးဘူးဒါပေမဲ့တော်တော်များတော့ quest mode ကိုမျှော်လင့်နေကြရပေါ့နော်ဆိုတော့ဒါတွေက nineking ရဲ့ကျွန်တော်တိထားတဲ့ update လေးတွေပေါ့နော်နောက်ထပ် patch မှာတော့ quest mode ပါလာလိမ့်မယ်ပေါ့နော် quest mode ကတော့ကျွန်တော်ထင်တာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းလိမ့်မယ်လို့ထင်တယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့နောက် patch ကြလို့ရှိရင်လည်းတစ်ချက်လောက်စောင့်ကြည့်ကြရပါဗျာကဲဒီနေ့ရောဒီ video လေးကတော့လောက်ပါပဲကြည့်ပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်